ောက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အလဲခစ်နောင်ပိုင်း action အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင်၁၄ရာစုကဥရောပသားတို့ရဲ့အာကြီးသူအနိုင်ယူရဲ့ဘဝပုံရိပ်ကိုတန်တာကြီးထွေရဲကောင်း Wilhelm Tell ရဲ့ဘဝစကြောင်းနဲ့အတူ တင်ဆက်ပြသထားပြီးအလဲခစ်နောင်ပိုင်းပုံရိပ်တွေကိုနှစ်ချိုက်ဖွဲ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ Wilhelm Tell ဟာ ဂျေရုရှလင်တိုက်ပွဲကနေပြန်လာပြီးအမဲလိုက်တမားဘဝနဲ့ရိုးရိုးသားသားမိသားစုတစုကို ထူထောင်ထားသူစစ်ပြန်တယောက်ဖြစ်ပါတယ်စစ်ပွဲရဲ့အနိဋ္ဌာယုံတွေကိုမမြင်ချင်မတွေ့ချင်လော်လို့ဆွစ်ဇာလန်တောင်ကြားထဲမှာမိသားစုနဲ့အတူဘဝကို အေးအေးချမ်းချမ်းဖြတ်တန်းနေသူတယောက်ခါဖျားသခင်ကိုလည်းယုံကြည်သူဖြစ်ပြီးသူတစ်ပါးကိုပါကူညီတတ်သူဖြစ်ပါတယ်ထို့သောနေထိုင်ရင် အခွန်တော်ကောက်တယောက်အားတတ်ဖြတ်ခဲ့သူကို မုံတိုင်းထန်နီလေကန့်ရီပင်ကိုဖြတ်ကာကူညီပေးဖို့ဖြစ်လာခဲ့ရမှာလေဖျားသခင်ရဲ့လမ်းစဉ်ကိုလိုက်နာသူဖြစ်တဲ့ Tell ဟာမုံတိုင်းထန်နီတဲ့ရေကန်တဲ့ကိုအကြောက်အလန့်မရှိ ဖြတ်ကူပေးပါတယ်တဖန်မှာလေ၎င်းကူညီပေးခဲ့သူထပ်ဖြတ်ခဲ့တဲ့အခွန်တော်ကောက်ဟာဘုံတန်တကူကြီးမားတဲ့ဩစတြီးယားဘရင်လူထူတာကြောင့်ဘရင်ဟာ အမျက်ရှာလျက် တရားခံကိုဖမ်းဆီးပြီးသူ့တိတ်ခါကိုဆဲဖို့မြို့သားဖြစ်သူကိုစေကိုင်းခဲ့ပါတယ်။ထိုမြို့သားဟာရဆက်ကြမ်းကြွသူပြီးပြီးတရားခံကိုမမိမချင်းဆွစ်ဇာလန်ရွာမှန်သမျှကိုလိုက်လံရှင်းလင်းမိရှို့ဖျက်ဆီးပြီးအာနာပြရမှာတော့မူလကလူမျိုးစုပြည်တနာများကြောင့်အချင်းချင်းမတင့်မြတ်ကြသူဆွစ်ဇာလန်လူမျိုးစုများအချင်းချင်းသွေးစည်းကား ဩစတြေးလျရဲ့အုပ်ချုပ်မှုကိုစူပေါင်းတွန်းလှန်ကြဖို့အကြောင်းဖန်တီးလာပြီးဩစတြေးလျစစ်တပ်များကိုတိုက်ခိုက်ဖို့ပြင်ဆင်ကြရမှာတော့ဒီကားနေ့မှာဆိုရင်14ရာစုရဲ့ဆွစ်ဇာလန်မြို့ချစ်ဒန်ဒါယီသူရဲကောင်းလေးတီတော်ဝီလ်ဟမ်တဲလ်အကြောင်းကိုအန်အောဆန်းစပါရိုက်ကူပုံဖော်ထားတာဖြစ်ပြီးရင်ထက်ရှူမောဝဲတောတောင်ကြီးမြေတွေကိုနောက်ခံပြုကစစ်ပရင်တို့ရဲ့လက်အောက်ကမြို့များရွာများရဲ့နှိပ်စက်ပြုကျင့်ခံရမှုတို့ကိုကြည့်ရှုရမှာဖြစ်ပါတယ်